ရသော်ဘုရားလက်ထက်ကရှင်တိဝလိဆိုတာပေတတော်အလုံးကြားဦးတယ်နော်လတ်လာပါရမှာဣတတဲ့ရအောင်အဲ့ဒီရှင်တိဝလိရဲ့မယ်တော်တုပ်ပါဝါတာမင်းသမီးဆိုတာရှိတယ်အဲ့ဒီတုပ်ပါဝါတာမင်းသမီးကဒီရှင်တိဝလိကိုဘိုင်ထဲမှာခုနှစ်နှစ်နဲ့ခုနှစ်လလွယ်ရတယ်သူတို့သားမိနှစ်ယောက်ရဲ့ရှိကအတိတ်ကနော်မိုင်မဲခဲ့တဲ့အပြုအမူကံတရားရဲ့အကျိုးပေးချက်ကိုသူတို့ရတာပါ အဲ့ဒီအကြောင်းအရာတော့ဦးဇင်းတို့မပြောတော့ပါဘူးအဲ့တော့မွေးဖွားကနေမှာခုနှစ်ရက်လောက်တောင်မှမေမျောလိုက်တတိယလိုက်ဝေဒနာကို အပြင်းအထန်အကြီးအကျယ်ခံစားရတယ်အဲ့ဒီတပဘောတမင်းသမီးကရန်ရှင်ရဲတယ်ပေါ့ဒါမဲ့လို့သူကအရိယာတူတော်ရှင်ဖြစ်တဲ့အတွက်ကြောင့်ယေရှုဘုရားရဲ့ဂုံတရားတော်ရဲ့ဂုံတန်ခါတော်ရဲ့ဂုံကိုအာယုံပြုတ်ပြီးတော့သူရဲ့ခံစားရတဲ့ဝေဒနာကိုတတ်တန်အောင်သူရှင်းလားရှင်းခြင်းမှုနဲ့ကြော်လွှားနိုင်အောင်ကြိုးစားတယ် ်မြတ်စွာဘုရားဒီလိုဒုက္ခတွေကလွတ်ကင်းအောင်တော်ကောင်းတရားကိုဟောတာမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ဒုက္ခကိုလျှော်ပန်းအောင်ကြိုးစားအထုတ်တယ်အတရားတော်မြတ်ဆိုတာကြင်ကြံပဲဆိုရင်ဒီဒုက္ခတွေကလွတ်ကင်းမှာအတန်ကတော့ရှင်မြတ်တွေဟာဒီဒုက္ခတွေကိုလွတ်ကင်းအောင်သူတို့ကျင့်သုံးနေကြတာလို့အဲ့ဒါလိုမျိုးသူစဉ်းစားပြီးတော့ဒီဝေဒနာကိုအနေသာတဲ့အနေထားတည်းဖြစ်အောင်သူကြိုးစားအဲ့ဒါနဲ့ဝေဒနာတွေကြားတဲ့ကပဲသူရဲ့ခင်မွန်းတဲ့ဖြစ်တဲ့ ောလိယမင်းသားကိုသူလွတ်တယ်မြတ်စွာဘုရားကြီးကိုလွတ်တယ်မြတ်စွာဘုရားကိုသွားပြီးတော့ရှောက်ထားကြည့်ပါမင်းသမီးဟာအလွန်တရာမှဆင်းရဲပင်ပန်းပါတယ်ပေါ့ဒါပေမဲ့လို့မြတ်စွာဘုရားရဲ့ခြေတော်ကိုရှ िख ိုးလိုက်ပါတယ်ဆိုပြီးတော့သွားပြီးတော့ရှောက်ချေပါမြတ်စွာဘုရားကိုရှ िख ိုးခိုင်းတာအဲ့ဒါနဲ့အဲ့ဒီမင်းသားသူ့ရဲ့ခင်မောလေယောက်ျားသွားပြီးတော့မြတ်စွာဘုရားကိုအကျိုးကြောင်းရှောက်ရှောက်တော့မြတ်စွာဘုရားကတုပ္ပဝါဒမင်းသမီးချမ်းသာပါစေတည်းလို့မြစ်တာပြုတော့ အဲ့ဒီမြစ်တံပြူတဲ့ခဏမှာပဲချမ်းချမ်းသာသာတာရောက်ကြလေမွေးဖွားတယ်။အဲ့ဆိုဘုရားရဲ့တကိုယ်တော်လည်းအံ့ဩစရာအောင်။အဲ့ဒါကိုဘုရင်ဖြစ်တဲ့ပုဂ္ဂိုလ်ကမြတ်စွာဘုရားဒီမှာဆိုတော့မတည်သေးဘူး။အဲ့ဒါနဲ့အိမ်ပြန်လာတဲ့အခါကျတော့တာရောက်ကြလေမွေးဒုက္ခတွေကနော်လွတ်ကင်းကင်းရသွားတယ်ပေါ့။အဲ့ဒီမှာမြတ်စွာဘုရားကိုအလွန်ကြည်ညိုတဲ့အတွက်ကြောင့်တောပဝါဒမင်းကြီးကထပ်ပြီးတော့သူ့ရဲ့ခင်မုန်းလေယောက်ျားကိုလွှတ်ပြန်တယ်။ ဖျားမှုရှိတဲ့တန်ဃာတော်တွေကိုအိမ်ကိုခုနှစ်ရက်တည်တည်ဆွံ့ကပ်ခြင်းပါလေဒါကြောင့်တွားပြီးတော့ရှောက်ထားပေးပါအဲ့ဒါနဲ့တစ်ခေါက်ပြန်ပြီးတော့သွားတယ်ဟိုရောက်တဲ့ခါကျတော့မြတ်စွာဘုရားကိုဆွမ်းသာပင်တော့မြတ်စွာဘုရားကရှင်မမောက္ကလံကိုအမိန့်ရှိတယ်ဗာမိန့်ရှိတော့ဆိုတော့ခြေသားမောက္ကလံနဲ့မနေ့ပြန်မှာဆွမ်းသာပင်ထားတာတင့်ရတကားတွေကပင်ထားတာအဲ့ဒီတကားတွေကိုတွားပြီးတော့ခွန့်တောင်းကြည့် တပဘောတာမင်းသမီးဟာအလွန်ဆင်းရဲဒုက္ခကနေကြီးမားတဲ့ဒုက္ခကနေတော့လွန်မြောက်တဲ့အထိမ်းအမှတ်နေနဲ့ခொနည်းတီတီဆွန့်ကပ်ခြင်းနဲ့ဒါကြောင့်ခொနည်းပြည့်ပြီးမှသင်တို့ဆွန့်ကပ်မှလို့ပြောကြည့်။ဟောရဆောဘုရားကအရင်လက်ခံပြီးသားဆွန့်သားပင့်ထားတာကိုအဲ့လိုမျိုးကျင့်တတ်အောင်သွားပြောခိုင်းတာ။အဲ့ဒါနဲ့ရှင်မဘောကလည်းသူ့ရဲ့တကားတွေဆိုတော့ပြောတာပေါ့။တကားကြီးတပဘောတာမင်းသမီးကိုအရင်ဆွန့်ကပ်ပါစေပြီးမှသင်တို့ဆွန့်ကပ်ပါ။ကြိုးအကြောင်းသွားပြောတာ။ပြောတဲ့အခါကျတော့အဲ့ဒီတကားကြီးကလည်း စွမ်းစာရှိတယ်စားရှိတယ်လို့ဆိုကြပါစို့။မအောင်လဲဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ရဲ့အသက်ရဲ့တပည့်တော်ရဲ့စီးစိမ်ဥစ္စာရဲ့တပည့်တော်ရဲ့ယုံကြည်မှုတတ်တာတရားရဲ့ဒီသုံးခုကိုခုနှစ်ရက်အတွင်းမပြည့်စည်ပါဘူးလို့အမှတ်ခံနိုင်မယ်ဆိုရင်အရှင်ဘုရားအဲ့ဒီကိုဆွမ်းသာပေးလိုက်ပါတဲ့။သိလား။သူရဲ့အသက်ရဲ့သူရဲ့စီရင်ဥစ္စာရဲ့သူရဲ့ယုံကြည်မှုတတ်တာတရားရဲ့ဒီသုံးချက်ကိုခုနှစ်ရက်အတွင်းမပြည့်စည်ပါစေဘူးလို့အရှင်ဘုရားအမခန္ဓာရဲ့ <inaudible> ခုနဲ့ပြီးပြီမှဒီလိုဆွန့်ကပ်ပါမယ်တဲ့အဲ့လိုပြောတဲ့ခါကျတော့ရှင်မမောက်ကလာတခါကြီးတဲ့တင့်ရဲ့အသက်ရဲ့တင့်ရဲ့စီးစဉ်ဥစ္စာရဲ့ခုနှစ်ရက်တွင်မပြည့်စည်စီရဘူးလို့ငါအမခံနေတဲ့ဒါပေမဲ့တင့်ရဲ့တရားတရားကိုတော့တင်ကိုယ်တိုင်မဲမပြည့်စည်အောင်ဆောင်ရှောက်ပါတဲ့အကျဉ်းကမှလာတဲ့အဖြစ်ရဲ့လေးတွေကအလွန်မှတ်သားစရာကောင်းတယ်ပေါ့နော်ဒိဗေကမပြောတာတော့ အသက်ကိုဥစ္စာပစ္စည်းကိုမပျက်စီးအောင်ဆောင်းဆောင်းရတာတဲ့တရားတရားကိုမပျက်စီးအောင်ဆောင်းဆောင်းရတာပုခတဲ့ဆိုတဲ့အဓိပ္ပာယ်ရောက်မနေဘူးလားစဉ်းစားကြည့်နော်အဲ့လိုပြောတဲ့အခါကျတော့အဲ့တကရရတဲ့သဘောကျတယ်ဟုတ်တယ်အဲ့ဒါတော့ငါကိုယ်တိုင်ပဲဆောင်းစီမှဆောင်းဆောင်းမှပဲရမယ်ပေါ့နော်အဲ့ဒါနဲ့သူခွင့်ပေးတယ်ခွင့်ပေးတဲ့အခါကျတော့အဲ့ဒါမြတ်စွာဘုရားမူရှိတဲ့တန်ခါတော်တွေတပ္ပဝါဒမင်းသမီးရဲ့အိမ်ကိုခொနေအတီးတီးစုံမွေးကြွတယ် အဲ့ဒီလိုမျိုးဆုံးသားကြွတဲ့အခါကျတော့ဒီတီဝလိနော်ခုနှစ်နဲ့သားလေးဖြစ်နေပြီလို့ဆိုကြပါစို့စံကျင်မှုပေါ့နော်လောကကြီးရဲ့စံကျင်မှုပေါ့သူစကားတွေပါလေလက်တက်နေပြီပြောတတ်နေပြီဘဇူးနဲ့စကားပြောတာတုံးဆိုတော့ဦးဇင်းတို့ရှင်သာတိပုတ္တရာနဲ့စကားပြောတာအဲ့ဒါရှင်သာတိပုတ္တရာကမေးတာ哦ဘယ်နဲ့တုံးချမ်းချမ်းသာသာရှိရလားအဲ့တော့ဒီကလေးကမပြောတော့ဆိုတော့ခုနှစ်နဲ့ခုနှစ်လတီတွေ သွေးအိုင်ထဲမှာနေခဲ့ရတာဘယ်လိုလုပ်ချမ်းသာနိုင်မလို့ဖေဟာအတိုင်းရှောက်အဲ့လိုမျိုးအချီအချာစကားပြောတာကိုမေတော်ဖြစ်တဲ့တုပ်ပဝတ္တမင်းသမီးကမြင်တယ်မြင်တဲ့အခါကျတော့အယံကြည်လို့တယ်ပေါ့သူစိတ်ထဲမှာကြည်စံငါရတာတရားစစ်သူကြီးရှင်သာရိပုတ္တရနဲ့ပြိုင်ပြီးတော့စကားဆွေးနိုင်တယ်အလွန်ပီတိဖြစ်တယ်အကြည်ပွားချမ်းသာတဲ့တာသမီးကိုမြင်ရတော့မိဘတွေရဲ့မူရိတာသဘောကတော့ဒါအတိုင်းထက်တော့ဖြစ်မှာပေါ့နော် အဲ့လိုမျိုးပီတိတွေဖြစ်ပြီးတော့တာယာမှုတွေဖြစ်နေတာကိုဘုရားသိတော်ဆိုတော့မြတ်စွာဘုရားသိတယ်။သိတဲ့အခါကျတော့အဲ့ဒီတုပ္ပမတာကိုမြတ်စွာဘုရားဗာမင်းရှိတော်ဆိုတော့ခြေသမီးတုပ္ပမတာတဲ့ဒီလိုသားမျိုးကိုရမယ်ဆိုလို့ရှိရင်မင်းဘယ်နှယောက်လောက်ရချင်တော့စောစောကဝိတာခါကိုမေးတယ်လို့မျိုးမေးတာနော်သူကအရင်ကျဉ်းတတ်နေတာ哦အဲ့တော့တုပ္ပမတာဗာပြောတော်ဆိုတော့ခုနှစ်ယောက်လောက်ရချင်တယ်လို့ပြောရတယ်ကဲ့ ်ဆိုတော့တုန်းကသူခုနှစ်နှစ်နဲ့ခုနှစ်လကိုဝန်ဆောင်ခဲ့ရတဲ့ဒုက္ခတွေကိုဘာဖြစ်သွားပြီတော့မေ့သွားပြီတော့တာယာဇာနဲ့တွေ့ထိုင်တဲ့ဒုက္ခတွေကိုတန်းပြီးတော့မေ့တာပဲတော့တုပ္ပဝတ္တမင်းသမီးကဘာဖြစ်သွားလဲတော့ဒုက္ခတွေမေ့သွားပြီဟုတ်လားသူအရှင်ပြေတာကိုတွေ့ရတဲ့ခါကျတော့အရှင်ပြေတာကို မေ့သွားတယ်တကယ်တမ်းကဘဝမှာအရှင်ပြေတာနဲ့မပြေတာတွေကရောနေတာအရှင်ပြေတာကိုမစွန့်နိုင်သေးတဲ့မြတ်အရှင်မပြေတာကိုလည်းပဲသိပိတ်ထားရမှာပဲဒါနားလည်ဖို့လိုတယ် ။အဆင်ပြေတုံးတော့ပြုံ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 နဲ့အဆင်မပြေမှမဲ့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 ဒါတိတ်တိတ်ပဲမရှိဘူး။ဟုတ်လား။အဆင်မပြေတဲ့အချိန်မှာမဲ့ဖို့ကြရင်ဩအဆင်ပြေတုံးကငါအများကြီးပြုံးခဲ့တာပဲထေလိုက်ဖို့ကောင်းတယ်ဟုတ်။ဟုတ်တယ်မို့လား။ဒါကြောင့်မိသက်ပေါင်းတို့တော်ကောင်းလို့တောဘဝတာရဲ့အဲ့ဒီအဖြေကိုမြတ်စွာဘုရားကဘလောက်ဓမ္မတန်ဝေကရမလဲပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကသောတနာဥစဉ်မပြောသေးဘူးဆိုတဲ့ဂါထာလေးကိုဥဒန်းကျူတာအလွန်ကောင်းပါလေအဲ့ဒီဥဒန်းဂါထာလေးအဲ့ဒါကမကြမကြလည်းပြောပြတယ်အဲ့ဒီဥဒန်းဂါထာလေးကို ာတာတံတာတရူပေနပိယရူပေနအပိယဒုက္ခဒုက္ခတရူပေနပမတ္တမတိဝတ္တိတဲ့တူတူလေးကာထာလေးလေးပါးဒအတိပဲအလွန်ကောင်းတယ်အတိပဲမပြောတော့ဆိုတော့အာတာတံတာတရူပေနတာယာဘွယ်မဟုတ်တဲ့လောကကြီးကတာယာဘွယ်ရလူလူနဲ့ပမတ္တမတိဝတ္တိမေးလျော့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖြည့်ဆည်းနှိပ်စက်ထားတယ်တဲ့။၃ချက်ပြောမှအဲ့ဒါတစ်ချက်ပဲ။ ။ตายาบวยาမဟုတ်တဲ့လောကကြီးကตายาบวยาလိုလိုနဲ့မေ့နေကြတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖြည့်ဆည်းထားတယ်တဲ့။အတ္တတံတတ္တရူပိနပိယရူပိနအပိယချစ်ခင် နှစ်သက်ဖွယ်ရာမဟုတ်တဲ့လောကကြီးကချစ်ခင်နှစ်သက်ဖွယ်ရာလူလူနဲ့ပမတ္တမတိဝတ္တိမေ့လျော့နေရတဲ့တတ္တဝါတွေကိုလွှမ်းမိုးဖြည့်ဆည်းထားတယ်။ဒုက္ခံဒုက္ခတ္တရူပိနဆင်းရဲတဲ့လောကကြီးကချမ်းသာလူလူနဲ့ ပမတ္တမတိဝတ္တတိမေးလျော့နေကြတဲ့တတ္တဝါတွေကိုလောမှုဖြစ်စီထားတယ်တဲ့ဒါတကားဓမ္မတို့ဥယျာဉ်တို့ကိုတတိပြောနေတဲ့စကားပဲဟုတ်လားတကယ်တကယ်လောကကြီးကပါရပွဲမရှိဘူးဆိုတဲ့သဘောချစ်ခင်စရာမရှိဘူးဆိုတဲ့သဘောချမ်းသာဒုက္ခမရှိဘူးဆိုတဲ့သဘောကိုလည်းတခါတည်းအတိပ္ပယ်ကတက်ရောက်ပြီးစားဟုတ်လားဒါမဲ့လို့ကိုကမေ့နေပဲဆိုရင်တော့အဲ့ဒီตาရပွဲမဟုတ်တဲ့လောကကြီးကပဲကိုယ်စိတ်ထဲမှာတော့ဘလို့ဖြစ်နေတော့အာရပွဲရာကြီးဖြစ်နေတယ် အာယုံရဲ့လှည့်စားမှုကိုကိုဟာအကြီးကျယ်ခံရတယ်။ဘာကြောင့်ခံရတာတုံးဆိုတော့အဓိကကြတဲ့တော့ကြဲကြတဲ့စကလုံးကပမတ္တမတီဝတတိပဲ။မင်းနေလို့လွှမ်းမိုးဖြစ်နေတာကိုခံရတာ။